ရေးဆိုတဲ့လူလက်ပိုင်းရဲ့ကောင်းလေးတယောက်ကအရာရာတိုင်းကိုမြေသားထားတဲ့အပြင်ဆက်ဆံရေးကလည်းကောင်းမွန်လာကြောင်းနိုင်ငံရေးရှားကတငယ်ချင်းတွေတောင်မှသူ့ကိုအတော်လေးရှိခင်ကြပါရည်။တနေ့မှာတော့ဂျေရိုအပျော်တီဝိုင်းတစ်ခုလုံနေတော့မှကောင်းမွန်လေးတယောက်ကအပြေးတော်ရောက်လာပြီးတော့အကူအညီတောင်းနေခဲ့ပါရည်။အမျိုးသမီးဆိုရင်ဘာမဆိုကူညီပေးရှင်တဲ့ဂျေကတော့ကောင်းမွန်လေးနောက်ကလိုက်နေတဲ့ရာဂျူဆိုတဲ့တထိတာနဲ့အတူထိတ်တိုက်ရင်ဆိုင်နေပါရည်။သူ့ရဲ့အနေနဲ့ရာဂျူရဲ့နောက်မှာပါလာတဲ့ဖိုက်တာတွေကိုဘယ်လိုထိုးရမလဲဘယ်လိုကယ်ရမလဲဆိုပြီးတော့တိုက်ခိုက်မဲ့ပုံတွေကိုရှင်းပြနေပါရည်။ ဒါရီယိုလည်းအားချောင်းတယ်လို့ထင်မှဆိုလို့ဘေးကကားကိုပြသွားအောင်လို့ဖနောင်းနဲ့တစ်ချက်ပေါက်ပြလိုက်ပါရီဒီရက်ခါရာဂျူရိုအဖွဲကအချိန်တည်သွားတာမလို့ဂျေးကရှော်တီလေးကိုဆိုင်ငယ်နဲ့တင်ပြီးတော့ခေါ်သွားလိုက်ပါရီအဲ့ဒီနောက်မှာတော့သူမကသူ့ရဲ့နာမည်ကမနုဆာဖြစ်တဲ့အကြောင်းပြောကဂျင်းနဲ့အပြန်အလှန်နှုတ်ဆက်ပြီးပါရီဂျေးကတော့အသိကိုမေးပြပြီးတော့အကောင်ဆုံးပြောထားဖို့အတွက်တော်ကီတွေရွှေ့သွားတာကြောင့်မနုဆာတယောက်ရင်ဘက်ထဲမှာပန်းတွေပွင့်သွားခဲ့ပါရီအဲ့ဒီနေရာဆာလို့မနုဆာတယောက်ဂျင်းရဲ့ပုံစံကိုတဘောကြနေမိရဲ့အကြောင်းသူ့ရဲ့တငယ်ချင်းတွေကိုအမြဲလိုလိုပြောပြလိရှိပါရီ တရမှာတော့ဂျီတယောက်မနုဆာရုရဲ့အဆောင်ရှိကိုရောက်ရှိနေခဲ့ပြီးသူရဲ့ဆိုင်ကြီးကဒီနမ်မှာပြတ်သွားတဲ့အကြောင်းမနုဆာကိုရှင်းပြပေးမိ။သူမကတော့ဂျီရဲ့ပြောပုံစိုးပုံတွေကိုပဲငင်းနေပါတယ်။သူမရဲ့တငယ်ရှင်တွေကတော့ဂျီနဲ့မနုဆာအတွက်ရှောင်းပေးကထွက်သွားတဲ့အချိန်မှာဂျီကကော်ဖီတောက်ဖို့အတွက်ရှင်းဆိုလာခဲ့ပါတယ်။ဒီရဲ့အခါမနုဆာနောက်ရမလို့ပြန်ပြီးတော့ပြောကငင်းလို့လိုက်ပါတယ်။နောက်တနည်းမှာလေဂျီကကော်ဖီမကြရင်ဝိုင်းပြောင်းတောက်ဖို့အတွက်ထပ်မံပြီးတော့ရှင်းပေးမိ။ဒီရက်နေ့ကအင်ရှင်ရမှာမလို့မအားတဲ့အကြောင်းမနုဆာထပ်မံပြီးတော့ငင်းဆိုလာခဲ့ပါတယ်။ စီးမရှိတဲ့ဂျီကလည်းမနူစာရဲ့အဆောင်ကိုတူကိုရိုင်းရှင်းပေးခဲ့တဲ့အပြင်မနူစာကြိုက်တဲ့တရုတ်အစားအစာတွေကိုပါရှက်ပြုတ်ပေးခဲ့ပါတယ်။သူမရဲ့တငယ်ချင်းတွေနဲ့အဆင်ပြေလွန်းနေတဲ့ဂျီကိုတော့မနူစာတယောက်တိတ်တခုလေးတဘောကျနေမိခဲ့ပါတယ်။ညစာစားပြီးတော့အကုန်လုံး PC သွားတဲ့နောက်မှာတော့မနေ့ပြင်သူနဲ့ဒိတ်ပေးရမယ်ဆိုပြီးတော့ချိန်သွားခဲ့ပါတယ်။နောက်တနေ့မှာတော့မနူစာတယောက်ဂျင်းနဲ့အတူတနေကုန်ပတ်သွားပတ်စားခဲ့ကြပြီးညပိုင်းကိုရောက်တဲ့အခါမှာတော့ကန်းချီတစ်ခုမှပဲစကားရီပြောနေခဲ့ပါတယ် သူမအနေနဲ့ဂျေးလိုမျိုးဘွားကိုလွတ်လွတ်လပ်လပ်နေခြင်းတဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့ဂျေးကလေကိုရဲ့ဘွားကိုပိုင်တဲ့အကြောင်းပြန်လည်ပြီးတော့ရှင်းပြခဲ့ပါလေ။ဒီရက်ခါမှာမနုစာကောင်းရံပြခဲ့ပြီးသူမရဲ့ဘွားအကြောင်းပြန်လည်ပြီးတော့ပြောပြခဲ့ပါလေ။သူမရဲ့ဇာတိမြေရွာလေးကအရှားရွာရင်းနဲ့အတူဘိုးစိန်ပေါင်းဆက်အပြန်အလှန်တက်ပြက်နေကြတာပဲဖြစ်ပါလေ။ရွာနေရာလုံးကနေတိုင်းအလိုလိုကလေးစားရှိမဲ့ကိစ္စတွေကိုပဲစဉ်းစားနေကြတဲ့အပြင်မိသားတရားဆိုတာဘာမှမသိတဲ့အကြောင်းဂျေးကိုပြောပြနေခဲ့ပါလေ။ မေဂန်ကနေစာတင်ပြီးရတယ်။သူမဟာဒီလိုငရေရင်းကိုပြန်လည်သွားရတော့မှဖြစ်ကြောင်းနဲ့အတူဂျင်းနဲ့လည်းရှစ်သူမဖြစ်ရသေးခင်မှာပဲလန်ခွဲသွားခဲ့ပါရီ။အပိုင်းတက်တော်မဆရသေးပဲဇသိန်လိုက်ရတဲ့ဂျီတယောက်ကတော့ကောင်မလေးအတွက်နဲ့အိန္ဒိယမျိုးကိုပြန်လာခဲ့ပါရီ။သိပ္ပံကြောင်တစ်ခုမှာပဲကောလိပ်ကျောင်းသားတယောက်အဖြစ်ခံယူလိုက်ပါရီ။ဒီရဲ့ကောလိပ်မှာတော့ပူနာဆိုတဲ့လူမိုက်တယောက်ကလူတယောက်ကိုအပြင်းထန်ဂျိုင်းနိုင်နေပါရီ။ဒီမှာတော့သူကပြဿနာကောင်းမဲမလို့သူနဲ့သွားပြီးတော့မချုပ်ဖို့အတွက်ကျောင်းဆောင်တယောက်ကဂျီကိုသတိပေးလာခဲ့ပါရီ။ ူနာရိုက်လိုက်တဲ့လူကတော့လူပြန်စုပြီးမူနီရဲ့ပူနာကိုရိုက်မယ်အကြံမှာဂျေးကရောက်ရှိလာပြီးပူနာကိုသူ့ရဲ့တာဝန်ထားဖို့အတွက်ပြောပြနေပါတယ်။ဒါပေမဲ့တစ်ဖက်ကလက်မခံတာမလို့ဂျေးကပဲအားလုံးကိုနေရင်အုပ်ပေးလိုက်ပြီးပြန်ပြီးတော့လွတ်လိုက်ပါတယ်။တကယ်လို့အဲ့ဒီရဲ့ညာသာပူနာတယောက်ရိုက်ခံရရင် तू ကမူနီရမလို့သူ့ရဲ့အနေနဲ့တည်သွားနိုင်တယ်ဆိုတာကိုနားလေတဲ့ပူနာကလေဂျေးကိုကျေးဇူးတင်တဲ့အကြောင်းပြောပြလာခဲ့ပါတယ်။ဒါအပြင်လေဂျေးအနေနဲ့နေစရာမရှိသေးရင်သူနဲ့အတူလိုက်ပြီးတော့နေဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ ။ဒီရက်ခါကြီးကလည်းမငင်းဆန်တဲ့အပြင်အထုပ်ကိုဆွဲပြီးတော့ရှက်ရှင်းပဲပူနိုင်ရဲ့အဆောင်လိုက်လာခဲ့ပါရီ။တစ်ဖက်ကမနူစာကတော့ဘလောက်ထိပဲဂျီကိုမေ့ပြဖို့စူးစမ်းစူးစမ်းမအောင်မြင်ပဲဖြစ်နေပါရီ။အဆောင်ပိုင်ရှင်ရဲ့တမဲကပါရာဒူဖြစ်ပြီးစီကံလဲတင်းကျက်တဲ့လူတစ်ယောက်ဖြစ်ပါရီ။တွေ့ရသူမောင်းကိုလည်းယောက်ျားရည်နဲ့အယောမဝင်စေချင်တာကြောင့်အမြဲလိုလိုအင်းထဲမှာပဲနေခိုင်းခဲ့ပါရီ။သူရဲ့အနေနဲ့ဘလောက်ပဲခက်တန်းတန်းပူနာကိုတော့မကြော်ရတာကြောင့်ပူနာပြုသည်မြနုနေရတဲ့လူဆိုလဲမမားပါဘူးပူနာစီကိုအဆောင်ကြီးနဲ့ဂျေးအတွက်နေထိုင်ကြီးတောတောင်းတဲ့အခါမှလေးမောင်းထောက်တာကိုပဲခံလိုက်ရပါတယ် ။ဒီအနေကြောင့်ပူနာရဲ့မွေးနေ့ဖြစ်တာမလို့အကောင်လုံးကပါတီပွဲမှာပျော်ပါနေကြပါရဲ့။ပါရာဒူရဲ့သူမလေးကတော့ပူနာကိုတစ်ဖက်သက်ရှင်းနေရတဲ့သူတစ်ယောက်ဖြစ်ပါရဲ့။အမှန်တော့ပူနာအဆောင်ကိုပြောင်းလာစဉ်ကပါရာဒူကအတော်လေးကိုစီကံတင်းကျပ်ပြခဲ့တဲ့အပြင်ဘေးအနေအမဆိုလိုက်ပြီးတော့အားချောင်းမိနေရကြပူနာရဲ့ပားရရှင်ကိုခံလိုက်ရမှာပဲပါရာဒူတစ်ယောက်အရှိုးပြေသွားခဲ့တာပဲဖြစ်ပါရဲ့။ပူနာကိုငင်းနေတဲ့ရှော့တီလေးကိုတော့ဂျီကပူနာနဲ့အတူတွဲကားရဖို့အတွက်စီစဉ်ပြီးမှဖြစ်တဲ့အကြောင်းပြောရင်းနဲ့ထွက်သွားလိုက်ပါရီ ။မွေးနေ့ရှင်ဖြစ်ပြီးမြုတ်တီနဲ့နေနေရဲ့ပူနာကိုတော့လူငယ်ဘွားမှလက်နက်ကင်ရတာအထက်မိမရိနဲ့ကစားရတာကပူပြီးတော့ကောင်းတဲ့အကြောင်းဂျီကရှင်းပြလာခဲ့ပါရဲ့။ဂျီရဲ့စကားကိုနားဝင်သွားတဲ့ပူနာကိုတော့ပါရာဒူရဲ့သူမကတွဲကားဖို့အတွက်ဖိတ်ခေါ်ခဲ့ကပူနာရဲ့မွေးနေ့ပွဲကိုပျော်ပျော်ရွှင်ရွှင်နဲ့ကျင်းပခဲ့ကြပါရဲ့။ဂျီရဲ့အတွေ့ခေါ်တဘောကျသွားတဲ့ပူနာတယောက်ယောက်ျားလေးတွေကိုရံမချတော့တဲ့အပြင်ချော်တီလေးတွေကိုတယောက်ပြီးတယောက်ခေါ်ပြီးတော့ဒိန်နေခဲ့ပါရဲ့။ပါရာဒူးကိုလည်းအဆောင်လာခကြက်တဲ့ငွေကိုရှင်းပေးခဲ့တာကြောင့်ပူနာတယောက်စီးတော့မာလာလို့တွေးစရာတွေဖြစ်လာခဲ့ပါရဲ့ ဂျွာကိုပြန်တော့မဲ့ပါရာဒူကိုလေသူရဲ့အိမ်မှာနေဖို့အတွက်ပူနာစီစဉ်ပေးခဲ့တဲ့အပြင်ပါရာဒူကလည်းဒီရဲ့အခွင့်အရေးကိုစောင့်နေကြတာဖြစ်ကြောင်းဂျေးကိုပြောပြလာခဲ့ပါတယ်။တစ်ဖက်ကမနူစာကလေကြောင်ပြီလို့သူမရဲ့ဂျွာကိုပြန်လာနေပြီပဲဖြစ်ပါတယ်။သူမရဲ့ဦးလေးကတော့ဒီဘာဆိုတဲ့လူရဲ့တပည့်နေရာကိုရရဆက်ဆက်နဲ့တပ်ဖြတ်နေခဲ့ပါတယ်။ကြောင်ပရဲ့ဖြစ်တာကြောင့်ဂျေးကိုအီတလီမပြန်ဖြစ်ရင်သူရဲ့ဂျွာကိုလိုက်လေဖို့အတွက်ပူနာကဖိတ်ခေါ်ခဲ့ပါတယ်။ဂျေးကတော့ထုံးစံအတိုင်းအထုပ်ကိုဆွဲပြီးသွားဖို့အတွက်အသေးဖြစ်နေလို့ပူနာရဲ့တန်ရေရှင်တွေကတော့သူ့ကိုတန်တရာတော်ဝင်နေပါတယ်။ ဂျင်းနဲ့ပူနာတို့ပျော်ပျော်ပါပါလန်ခီတစ်ခုလုံးဖျက်တမ်းလာပြီးရဲ့နောက်ဆုံးမှာတော့ပူနာရဲ့အိမ်ကိုရောက်ရှိလာပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့ပူနာရဲ့အဖေကိုဂျီကဖက်လေတခင်းနဲ့နှုတ်ဆက်ခဲ့တဲ့အပြင်ဒေါခိတာဦးလေးကြီးကိုလည်းရင်းရင်းကျေးကျေးနဲ့နှုတ်ဆက်ခဲ့ပါတယ်။ဦးလေးအငယ်ကခက်တံလွန်းလာကြောင်းသူ့ကိုလာပြီးတော့မထီဖို့အတွက်ပြောပြီးအဲ့တဲ့ဟာအဲ့တဲ့လိုနေဖို့အတွက်အကြံပေးသွားပါတယ်။ပူနာရဲ့ညီမလေးကမဒူစာဖြစ်ပြီးဂျီကိုမြင်မြင်ရှင်းမှပဲအရန်ကိုပြောသွားခဲ့ပါတယ်။သူမအတွက်နဲ့တအိမ်လုံးကလူတွေကိုဂျီတယောက်ပြောင်းလဲပေးတော့မှဖြစ်တာကြောင့်ပီတိတွေဖြာနေခဲ့ပါတယ်။ အဲ့နောက်ကြီးကလေသူမကိုအမြဲလိုလိုပြုံးနေဖို့အတွက်ပြောလိုက်ပါရီတပတ်ကဒီဘာရဲ့ညီကတော့သူ့ရဲ့တပည့်တွေအတက်ခံရလို့စိတ်တုန်နေခဲ့ပြီးမနူစာရဲ့ဦးလေးအငယ်ကိုကလေးစားရှိဖို့အတွက်ပြင်ဆင်နေပါရီညပိုင်းမှာတော့နောက်ကြမှာပြန်လာတဲ့ပရာဒူကိုတူနာရဲ့ဖခင်ကနောက်ဒီအချိန်မှပြန်လာရင်တပတ်ရွာကလူတွေရဲ့တက်တာကိုခံရနိုင်တဲ့အကြောင်းသတိပေးနေခဲ့ပါရီပရာဒူကတော့တည့်ရဲ့အင်ကိုရောက်လာတဲ့နေကစားလို့လူသက်မယ်မြေမြုံမယ်ဆိုတဲ့အကြောင်းတွေကိုပဲကြားနေရလို့အင်ကိုပြန်ရှင်တဲ့အကြောင်းဂျီကိုပြောပြနေခဲ့ပါရီနောက်တနေ့မှန်းမှာတော့ ပုံနာရဲ့ဖာခင်စီရောမိသားစုတစ်ခုကသူတို့ရဲ့သမီးကကျောင်းအောင်ပထမအဆင့်နဲ့အောင်ခဲ့ပေမယ့်ကောလိပ်စည်းကဈေးကြီးနေလို့ကောလိပ်ပိုင်ရှင်ကိုလိုက်ပြီးတော့ပြောပြဖို့အတွက်တောင်းဆိုနေပါရီဘိုးတို့ကတော့မင်းကလေးကတေးစာရှင်းစာဖတ်တဲ့ရင်ရပြီဆိုပြီးသူမရဲ့မိခင်နဲ့အတူအင်အလုပ်ကိုပဲဆက်ပြီးတော့လုပ်ဖို့မှာကြနေပါရီဒါတို့ကြီးနေရဲ့ဂျီကလေဒီရဲ့အိမ်မှာမေတ္တာတရားဆိုတာကိုနားမလည်ကြဘူးလားလို့ပူနာကိုမေးနေခဲ့ပါရီပူနာကတော့ဂျီအနေနဲ့တူကိုပြောင်းလဲပေးခဲ့တယ်လို့မျိုးသူရဲ့ဖခင်တို့ပြောင်းလဲပေးရှင်းနေရအောင်နားလည်နေရကြောင်းဒီရဲ့ကိစ္စမဖြစ်နိုင်ဘူးလို့ဂျီကိုပြောပြလာခဲ့ပါရီ ။နောက်တနေ့မှာတော့ဦးလေးအငယ်ကိုဖက်တီမာဆိုတဲ့အမျိုးသမီးတယောက်ကသူ့ရဲ့ယောက်ျားဆုံးရှုံးရပြီးပြီမလို့တားလေးကိုသူမစီကိုပြန်ပေးဖို့အတွက်တောင်းဆိုလာခဲ့ပါရီ။ဒါပေမဲ့အဖေဖြစ်သူကိုတတ်သွားတဲ့သူကိုတားအနေနဲ့ပြန်လဲပြီးတော့ကလေးစားရှိဖို့လိုကြောင်းဦးလေးအငယ်ကပြန်ပြီးတော့ပြောကမောက်ထုတ်လိုက်ပါရီ။ပရာဒူကတော့အမြဲတမ်းလို့ဖုန်းစလုံးနဲ့ပြောနေရဲ့ပူနာကိုဂျေးတယောက်ဘလို့များပြောင်းလဲပေးခဲ့လေလို့မေးနေခဲ့ပါရီ။ဂျီကတော့ပရာဒူရဲ့သူမနဲ့ပူနာကိုအောင်းသွေးပေးလိုက်တဲ့အကြောင်းပုံမှန်လေးလေးပြောပြလိုက်တဲ့အချိန်မှာပရာဒူတယောက်ဝမ်းနဲ့ပက်လက်ဖြစ်သွားခဲ့ပါရီ ဖခင်အတွက်ဂလေးစားရှိခြင်းနဲ့တာဖြစ်သူကိုပြန်ပြီးမခွန်နိုင်တဲ့ဖက်တီမာကတော့ကျွတ်သက်စည်းတွေတောက်ပြီးတက်တည်ဖို့အတွက်စ조사ခဲ့ပါလေ။ဒီရဲ့အကြောင်းကိုအင်္ဂအမျိုးသမီးတွေကိုကောင်မလီတယောက်ကအသေးအံလာပြီးတော့ပြောပြပေးမယ်။အားလုံးကဂီယူမဆိုင်ကြတာကြောင့်မနှူဆားပဲစီးရုံကိုလိုက်ပြီးတော့ပို့ခဲ့ပါလေ။ဒီရဲ့ကိစ္စကိုမြင်နေရတဲ့ဂျီကပဲဦးရဲငယ်နဲ့ရှိနေတဲ့ဖက်တီမာရဲ့သားကိုတွေ့ရမိခင်ကကျွတ်စည်းတောက်ပြီးတော့စီးရုံကိုရောက်နေတဲ့အကြောင်းပြောပြခဲ့ပြီးဦးလေးငယ်ရဲ့ဂျာကနေအေးစစ်စစ်ပဲခေါ်လာခဲ့ပါလေ။ ကောင်းလေးကတော့မိခင်ကိုပါစောင့်ရှောက်ရမှအတော်လေးကိုကြောင်းနေခဲ့ပြီဂျီကတော့သူ့ရဲ့အမိအတွက်အသက်ဆက်ရှင်ပြီးမှဖြစ်တဲ့အကြောင်းပြောပြဖို့အကြံပေးခဲ့ပါတယ်စီးရင်ကိုရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူကိုမထားခဲ့ဖို့အပြင်ဂျီပြောသလိုကောင်းလေးကလိမ္မာတော်မှာဖြစ်တဲ့အကြောင်းပြောပြလိုက်လို့တာအမီနှစ်ယောက်အဆင်ပြေသွားခဲ့ပါတယ်ဒါအပြင်လေဂျီကဖတီမာရဲ့ကောင်းဆောင်ကကောင်းလေးအတွက်ပညာသင်စရိတ်ဆိုပြီးတော့ငွေတော်တော်များများကိုပေးအပ်လိုက်တဲ့အကြောင်းပြောပြနေခဲ့ပါတယ်တအိမ်လုံးမှာဖုန်းတစ်လုံးပဲရှိရဲ့အပြင်ဒီရဲ့ဖုန်းကိုလေနှင်းဆက်လိုက်ပူနာကဖုန်းပြောနေရကြောင်းပရာဒူးတယောက်တွားပြီးတော့တောင်းပေမဲ့မအောင်မြင်ခဲ့ပါဘူး ညာရောက်တဲ့အချိန်မှာတော့ဖတီမာရောက်လာခဲ့ပြီးခေါင်းဆောင်ကဘဒိုးမှာဂီယူမဆိုင်ဘူးလို့ထင်သာပေမယ့်အခုလို့သူမတို့အတွက်ထောက်ပံ့ဂျေရီကိုပေးခဲ့လို့အတန်းနဲ့အမျှယိုတီသွားမှာဖြစ်တဲ့အကြောင်းလာရောက်ပြီးတော့ပြောသွားခဲ့ပါရီဒီကိစ္စရဲ့နောက်ွယ်ကဂျေရှိနေအောင်တည်တဲ့ခေါင်းဆောင်ကလေဘာလို့သူ့ရဲ့နာမည်ကိုတုံးရလဲလို့မေးနေခဲ့ပါရီဂျေကတော့သူ့ရဲ့အနေနဲ့ကိုညီပေးလိုက်ရင်ဖတီမာတို့အတွက်ဘာမှထူးမှမဟုတ်ကြောင်းနဲ့အတူသူတို့ယုံကြည်တဲ့ခေါင်းဆောင်သာသူမတို့ကိုကိုညီတယ်ဆိုတာကိုသိသွားရင်ပုံပြီးတော့အကျိုးထူးတဲ့အကြောင်းရှင်းပြခဲ့ပါရီ ဒါအပြင်လေဂျော်သားရီကဒီမှာအကူအညီလာပြီးတော့တောင်းနေဆိုတော့ခေါင်းဆောင်ကိုအကြီးအကဲတယောက်အနေနဲ့သတ်မှတ်တာဖြစ်တဲ့အကြောင်းပြောပြနေခဲ့ပါတယ်။နောက်ထပ်လေအာနာဆိုရာဟာကို့အတွက်အသက်ပေးနိုင်တဲ့လူကိုခေါင်းဆောင်အနေနဲ့ကာကွယ်ပေးခြင်းပဲဖြစ်တဲ့အကြောင်းတရားရှာခဲ့တာကြောင့်ဘိုးတော်တယောက် GS ဂါရီကိုလက်ခံသွားခဲ့ပါတယ်။နောက်တစ်ရီမှာတော့မနူစာရွာရဲ့ရှုခင်းလေးကိုလိုက်ပြီးတော့ပြသလို့နေဂျေးကိုသူမရဲ့ခန္ဓာကိုအလားတရားတွေကိုဖော်ပြနေခဲ့ပါတယ်။သူမရဲ့ဖခင်ကတော့ဂျေးနဲ့အတူကျောင်းမှာပထမရတဲ့ကောင်မလေးကိုကိုလေးကျောင်းမှာအခမဲ့နေခွင့်ရဖို့အတွက်ရှောက်ထားပေးခဲ့ပါတယ်။ ။ကျောင်းကငင်းဆန်နေပြီမေ။ခေါင်းဆောင်ကတရက်ကောင်မလေးကရွာရဲ့ဆံပြအမျိုးသမီးဖြစ်လာမှာမလို့နောက်ထပ်ကျောင်းလာတတ်တဲ့လူတွေကိုလည်းအခမဲ့တင်ကြားပေးဖို့အတွက်ခက်ပြက်ပြက်ပြောပြီးတော့ထွက်သွားလိုက်ပါရီ။ဒီလိုမျိုးခေါင်းဆောင်ရဲ့မြေတားတရားတွေကြောင့်ကောင်မလေးအနေနဲ့အပျော်လွန်ပြီးတော့ဝမ်းနေနေကချီးစူးတင်ကြောင်းပြောပြနေခဲ့ပါရီ။ဒီရက်အချိန်မှာဂျီပြောတဲ့မေတ္တာတရားရဲ့အရာဟာဘလောက်ထိရှုံမြင်တဲ့အကြောင်းခေါင်းဆောင်တယောက်တဖြည်းဖြည်းနဲ့တဘောပေါက်လာခဲ့ပါ ಯಿ တဖက်ကမနူစာရဲ့မင်္ဂလာကိစ္စကိုတော့ဦးလေးအငင်ကစီစဉ်ထားပြီးပြီဖြစ်တဲ့အကြောင်းခေါင်းဆောင်တဖြည်းလေးသူ့ရဲ့အကိုပြောပြနေခဲ့ပါ ಯಿ မနူစာကတော့သူမအနေနဲ့ယောက်ျားမယူရှင်သေးရဲ့အကြောင်းမကြီးဝဲကိုလိုက်လံပြီးတော့ပြောပြပေးမယ်။အားလုံးကတော့မင်္ဂလာကိစ္စကိုတဘောသူနေပါရင်ချက်ရမရတဲ့မနူစာကလေဂျင်းကိုဒီရဲ့အကြောင်းလေးပြောပြတာကြောင့်တစ်ဖက်ကဂျီရလေးဘာမှစိတ်မပူဖို့ပြန်ပြီးတော့ပြောလိုက်ပါရင်သူတို့တောင်ရဲ့နာမည်ကဗီရာဆင်ဖြစ်ပြီးသူ့ကိုတက်ရှင်တဲ့သူကသူ့ရဲ့လက်ချောင်းထက်ပိုပြီးတော့များနေတဲ့အတွက်ဂျီစာတမာရိတ်နဲ့အတူရောက်လာတတ်တဲ့လူမိုက်ဂျီစာတယောက်ပဲဖြစ်ပါရင်ပညာအလေမတတ်တဲ့အပြင်မနူစာဟာနိုင်ငံခြား MS ဘွဲကိုရရှိထားတဲ့အမျိုးသမီးတယောက်ဖြစ်တာတော့ဆယ်တန်းမအောင်ဘူးလို့ထင်တဲ့အထိငရုတယောက်ပဲဖြစ်ပါရဲ့ တို့တဘောမကြတဲ့မဒူစာကလေချစ်ကခံဆက်ဆံပြီးမင်းဗီရာစင်ကတော့သူမကိုတဘောကြောင့်နေခဲ့ပါလေမနူစာရဲ့မိခင်ကတော့အရက်ချစ်ရှီနဲ့နှကမ်းမွေးအထူကြီးကိုပိုင်ဆိုင်ထားတဲ့ဒီရဲ့တမတ်လေးကိုတဘောကြတဲ့အကြောင်းတမီဖြစ်သူကိုပြောပြနေခဲ့ပါလေတမတ်ကြောင့်ရှင်းတန်းလုံးနေတဲ့မနူစာတို့ရဲ့အနာကိုတော့ဂျေးကရောက်ရှိလာခဲ့ပြီးမနူစာရဲ့အမေကလေသူ့ရဲ့တမီကိုနားချပေးဖို့အတွက်တောင်းဆိုလာပါလေဗီရာစင်တို့အရွယ်ရောက်ပြီးတဲ့လူတစ်ယောက်ကအမြဲတမ်းသူ့ကိုတက်ချင်နေတဲ့လူတွေဝိုင်းနေတယ်လို့လူကပညာတတ်တယောက်မဟုတ်တဲ့အကြောင်းဂျေးကအရှင်းပြနေပါလေ ပညာမသက်တာကိုဒရိုသမီးရှင်ဘက်ကလက်ခံနိုင်သေးပေမယ့်တကယ်လို့ဗီရာစင်တာရှေ့ပြက်လက်ပြက်ဖြစ်သွားခဲ့ရင်မနူဆာရဲ့အိမ်တော်ကြီးကတစ်သက်လုံးအမောင်ကျသွားနိုင်တဲ့အကြောင်းကြီးကထောက်ပြလိုက်ပါရီနောင်ဝင်သွားတဲ့မနူဆာရဲ့မိခင်ကတော့ဒီလိုအန်ဒီရီရဲ့ဂျာကလူတယောက်နဲ့သူမရဲ့သမီးကိုတဘောမတူနိုင်တဲ့အကြောင်းယောက်ျားဖြစ်သူကိုပြောပြပြီးရဲ့နော်တစ်ဖက်ကဘိုးတော်ကလည်းမနူဆာကသူမရဲ့သမီးဖြစ်လို့သူမရဲ့စိတ်တိုင်းကြပဲလို့ပြန်ပြီးတော့ပြောလာခဲ့ပါရီမင်္ဂလာပွဲပြတ်သွားလို့မနူဆာကဂျေးကိုအားပါလာပေးပြီးရဲ့နော်ဒီရဲ့မြင်ကွင်းကိုလေပရာဒူကမြင်လာရပါတယ် ဂျင်းနဲ့မနူစာဟာနိုင်ငံခြားမှကလေးကတိနေကြကြောင်းအပြင်သူတရရွာကိုလာလာကလေးမနူစာအတွက်ဖြစ်တဲ့အကြောင်းဂျီကရှင်းပြနေပါရီအမှန်တော့မနူစာရဲ့အကိုကိုလေဂျီကအသုံးချခဲ့တာဖြစ်တဲ့အပြင်ပုံနာပြောင်းလဲသွားတဲ့ကိစ္စအလုံးမလေးနောက်ွယ်မှာဂျီရှိနေတဲ့အကြောင်းပရာဒူတယောက်တဘောပေါက်သွားခဲ့ပါရီနောက်တနေ့မှာတော့ဦးလေးငယ်ရဲ့ကဘင်းပေါက်သွားတာကြောင့်နိစက်ရထုံစက်တစ်ခုနဲ့ရွာကိုပြန်ပြီးတော့လာနေတော့မှဒီဘာရဲ့ညီတော်မောင်နဲ့တပည့်အပေါင်းမတွေကလာရောက်ပြီးတော့တိုက်ခိုက်ကြပါရီဦးလေးငယ်နဲ့ပါလာတဲ့တပည့်တွေကလေအကုန်လုံးနှီးပါတိုက်ဆုံခဲ့ရပြီမြေ ဦးလင်းငယ်ကိုတော့ဂျေးအကူညီပြီးတော့ခေါ်သွားခဲ့ပါတယ်။ကားပေါ်မှာတော့ဦးလင်းငယ်ကိုဒီရဲလူတွေချောက်သွားစီမဲ့ဒီလာတစ်ခုရှိရဲ့အကြောင်းဂျေးအပြောပြနေခဲ့ပါတယ်။ဂျေးနဲ့မနူစာတို့မြို့ကြောင်ထဲမှာရှက်ပြုတ်နေကြတော့ဒီလိုမျိုးရှက်လိုက်ပြုတ်လိုက်နဲ့ဘဝရဲ့80ရာခိုင်နှုန်းလောက်ကကုန်သွားတာကြောင့်တပတ်လောက်ပျော်ဝဲစားထွက်ဖို့အတွက်ဂျေးအအကြံပေးလာခဲ့ပါတယ်။ဒီရဲအချက်ကိုလည်းအားလုံးကတဘောသူကြတာမလို့မနူစာကပဲဦးလင်းငယ်ကိုတွားရောက်ပြီးတော့ခွင့်တောင်းခဲ့ပါတယ်။သူရဲ့လူတွေအသက်ခံရတဲ့အပြင်ပြက်ပြီးတော့ကလေးစားရှိဖို့စီစဉ်နေတဲ့ဦးလေးကတော့မနူစာကိုအပြောပါမမ်းမနေဖို့အောင်းငောက်ပြီးတော့လွတ်လိုက်ပါတယ်။ BNA ကတဖက်ရွက်ကဒီဗီရိုမိသားစုဖះချောင်းတက်ကြမယ်နေ့ဖြစ်ပါရည်။ဒီရဲ့တရင်ကိုလည်းအသွင်းလူတွေကြောင့်တည်ထားတဲ့ဦးလေးငယ်တို့ကဒီရဲ့နေ့မှာကလဲစားရှေဖို့အတွက်နေရာ300ကိုသူတို့ရဲ့လူတွေနဲ့ဆောင်ခိုင်းထားလိုက်ပါရည်။ဒီဗီရိုကလည်းသူတို့ကိုတိုက်ခိုက်လာနိုင်တာကိုတီးပေးမယ်။အကုန်လုံးကအရေးဆုံးပြီးတော့ဖះချောင်းကိုထွက်လာခဲ့ပါရည်။ဦးလေးငယ်ထောင်ချောင်းဆင်ထားတဲ့ပထမနေရာရောက်မှာတော့မျက်နှာကိုပွာစီထားတဲ့ဂျီကဦးလေးငယ်ရဲ့လူတွေကိုတိုက်ခိုက်ပြီးတော့အနိုင်ယူလိုက်ပါရည်။ဂျီရဲ့တမာမှုကိုတော့ဘေးရန်သူကမှမကြော်ဖြတ်နိုင်သလိုဂျီကလည်းအားလုံးကိုညှာတာမှုမရှိဘဲတပ်ပြနေပါရည်။ ီဗီတို့ဒုတိယနေရာကိုရောက်တဲ့အခါမှာလေဂျီတယောက်ရှေ့ချင်းပြေးပြီးတော့စောင့်နေတဲ့ရန်သူတွေကိုထပ်မံပြီးတော့တပ်ပြစ်လိုက်ပါလေနောက်ထပ်တတိယနေရာကိုလေဂျီတယောက်လင်မြန်းတဲ့နှုံနဲ့ပြေးသွားခဲ့ပြီးထုံးစံအတိုင်းစောင့်နေတဲ့လူတွေအားလုံးကိုတပ်ပြစ်ခဲ့ပါလေသူလွတ်ထားတဲ့အဖွဲတွေအားလုံးကိုဆက်သွယ်လို့မရတဲ့ဦးငယ်တယောက်အတော်လေးကိုဒေါကန်နေခဲ့ပြီးတတိယနေရာဖုန်းဆက်သွယ်လို့ရတဲ့အချိန်မှာပဲဂျီတယောက်တွေ့ရမိသားစုကလုံခြုံနေဆိုပြီးတော့အော်ပြောလွတ်လိုက်ပါလေဂျီရဲ့အော်ဒါကလေဦးလေးငယ်ဆောင်ရဲ့ရင်းတဲ့အထီကိုကြောက်လန့်သွားစီခဲ့ပါလေ တစ်ဖက်ကဒီဘေးတို့ကတော့သူတို့အနေနဲ့အခုလိုဘေးကင်းကင်းနဲ့ရောက်လာနိုင်တာကိုအံ့ဩလို့မစုံဖြစ်နေပါလေဒီဘေးရဲ့ညီကတော့ဒီလိုသူတို့ကိုလော်ကြောင်မှုအဖြစ်ပေးနိုင်တာဟာဂျီတယောက်ပဲရှိတဲ့အကြောင်းပြောပြနေခဲ့ပါလေမနူစာရဲ့အမေဖြစ်သူကတော့သူ့ရဲ့သမီးကိုဂျီနဲ့တဘောတူတဲ့အကြောင်းယောက်ျားဖြစ်သူကိုစားတဲ့အခါလေးလိုက်ပြောအိတ်တဲ့အခါလေးလိုက်ပြောနဲ့အတော်လေးကိုရဲရဲရော်ရော်ဖြစ်နေခဲ့ပါလေဂျီရောက်လာတဲ့အချိန်ကစလို့တရမီတာစုကပျော်စရာအဖြစ်ဖြစ်နေတဲ့အပြင်ဒီလိုသူ့ရဲ့ညီမနဲ့ပေးစားမယ့်ကိစ္စကိုလည်းပူနာပါတဘောတူနေခဲ့ပါလေ မနူစာရဲ့ဘက်ကလေဂျေးပေါ်ရှိတဲ့စိတ်တွေကထိချုပ်လို့မရတော့ဘဲဂျေးကိုပုံမွေလင်းလင်းပဲဖွပြောခဲ့ပါရီအမှန်တော့ဂျေးဟာမနူစာသူနဲ့ရှိရင်ပြောတယ်လို့မျိုးအားလုံးကိုပြောစေချင်တဲ့အပြင်သူကိုရိုင်းကလေမနူစာရဲ့ဖခင်ကြီးတို့အတေရရအရှင်ရတက်ရှင်ရဲ့ဒီဗေရဲ့သားပဲဖြစ်ပါရီမနူစာမြင်တွေ့နေရတယ်လို့ပျော်ပျော်နေတတ်တဲ့လူငယ်တယောက်မဟုတ်ပဲသူ့ရဲ့တကယ်အစ်မံပုံစံကလေရှိနေသေးရဲ့လို့ဂျေးတယောက်သူ့ရဲ့အတိတ်ကြောင်းလေးကိုပြန်ပြီးပြောပြလာခဲ့ပါရီဂျေးရဲ့အမေဟာသူမရဲ့သားလေးကိုအရင်ကရှင်းမြတ်နိုးလို့တဲ့လူတယောက်ဖြစ်ပါရီ ။တရင်မှာတော့ဂျီဟာဖခင်မရှိတဲ့အတွက်အားငယ်နေရတဲ့အကြောင်းတဘောပေါက်သွားတဲ့မိခင်ဖြစ်သွားလေ။အမှန်တော့ဂျီရဲ့ဖခင်ဟာတက်ရှိထင်ရှားရှိနေသေးတဲ့အကြောင်းဂျီကိုပြောပြခဲ့ပါလေ။ဂျီရဲ့အဖေဟာဒီဗေလို့အမိရပြီးရွာသွားမှအခုချိန်ထိနေထိုင်နေစေဖြစ်ပါလေ။ဒီဗေနဲ့သူမလက်ထပ်ပြီးရနော်။ဂျီကိုမွေးဖွားလာခဲ့တဲ့အချိန်မှာဂျီရဲ့အဖိုးဟာဦးငယ်ရဲ့လက်ချက်နဲ့တည်ဆုံသွားခဲ့ပါလေ။ဒါအောင်မချိနေတဲ့ဒီဗီရဲ့တပည့်တွေကလေဦးငယ်ရဲ့တပည့်တွေကိုအပြန်အလှန်ဖိလိစာရှိခဲ့တဲ့အပြင်ကြံရှိနေတဲ့လူတွေကိုလည်းတက်ပြဖို့အတွက်ဒီဗီကိုတင်ပြလာခဲ့ပါတယ်။ ဒီပေကတော့ဒီလိုအပြန်အလှန်တတ်နေရင်ပြီးတော့မှမဟုတ်တဲ့အကြောင်းရှင်းပြခဲ့တဲ့အပြင်ကိုယ့်ရဲ့အသက်ကိုကိုယ့်ရဲ့ဇနီးမယားအတွက်လည်းတန်ဖိုးထားဖို့အတွက်ရှင်းပြနေခဲ့ပါတယ်ဒီလိုအနေရတွေကြောင့်ဒီဘေးကိုစိတ်ပူနေတဲ့ဇနီးကလည်းဂျွာနဲ့ဝေးရစီကိုသွားဖို့အတွက်ဒီဘေးနဲ့တိုင်ပင်နေခဲ့ပါတယ်ဒီဘေးကတော့သူကသာဂျွာမှာမရှိရင်မဖြစ်တဲ့နာတွေဖြစ်ကုန်မှာဖြစ်တဲ့အကြောင်းရှင်းပြပေးမယ်ဇနီးဖြစ်သူကတော့ဂျွာနဲ့ဇနီးရဲ့တာရဲကိုယူခိုင်းလိုက်ပါတယ်ဒီဘေးကတော့ဂျွာကိုပဲရွှေ့ရှဲခဲ့တာကြောင့်အဲ့ဒီရဲ့နေရာစလို့ဒီဘေးကိုသူမအနေနဲ့မိပစ်ထားခဲ့တာပဲဖြစ်ပါတယ် ဒီဝေးစီမှာတော့သူဝန်ခွေမလေးဗီနူဟာရှောမောလှပါပေးမယ်အခုချိန်ထိဘလူနယ်မှမင်္ဂလာပွဲအစမပြေလို့အားလုံးကစဉ်းစားမရဖြစ်နေပါတယ်အမှန်တော့ဗီနူကဦးလေးဝန်ခွေတယောက်ကိုသူမနဲ့အတူရှစ်ကြိုက်နေရပါဆိုပြီးတော့လမ်းတစ်ဝက်ကနေမောင်းထောက်လိုက်တာပဲဖြစ်ပါတယ်ထောက်ဆန်းအတိုင်းဗီနူတို့နှစ်ယောက်တာလမ်းမှာစောင့်နေတဲ့အချိန်မှာတော့ဂျီတယောက်ရောက်ရှိလာခဲ့ပါတယ်ဂျီလိုမျိုးတန်မာခညာနဲ့လူတယောက်ကိုဗီနူကမြင်လိုက်တဲ့အချိန်မှာတော့မငြင်းရနိုင်ဖြစ်နေတဲ့ဦးလေးဝန်ခွေကလောယိုလှုပ်ဆဲအတိုင်းမျက်ရည်ရှူပြနေပါတယ်အမှန်တော့ဗီနူနဲ့လက်ထက်မဲ့လူကနောက်မှရောက်လာခဲ့တာဖြစ်ပြီး တို့တော့ဂျေရပဲသူတို့သမီးကရှင်းရမယ်လို့ရှိပြီးသားဖြစ်တဲ့အကြောင်းရှင်းပြပြီးသူတို့သားကိုပြန်ပြီးတော့လွှတ်လိုက်ပါတယ်ဒီဗီရဲ့အိမ်ကိုတော့ဂျေတယောက်ခက်တိတိနဲ့ဝင်လာခဲ့ပြီးဦးလေးဖြစ်သူကိုတော့တူဟာဒီဗီရဲ့သားဖြစ်တဲ့အကြောင်းတဲပဲပြောလိုက်ပါတယ်ဦးလေးဖြစ်သူကလည်းဂျေကိုဝမ်ပန်းတတနဲ့ကြိုဆိုခဲ့တဲ့အပြင်ဒီဗီကလည်းသားဖြစ်သူကိုလွမ်းဆွတ်နေရတဲ့အကြောင်းပြောပြနေခဲ့ပါတယ်မဆောင်နာကြတဲ့တာဖာနှစ်ယောက်ကလေရှီဟောင်းနှောင်ဖြစ်တွေကိုပြန်ပြီးတော့ပြောခဲ့ကြပြီးညတညလုံးအတူတူဝဖြတ်တန်းလိုက်ကြပါရီဒီရက်နေ့ကဂျီရဲ့မွေးနေ့ဖြစ်ပြီ ရွာမှာလေဒီလိုမျိုးရက်တိုင်းမှာတနေ့တစ်ခါစားသောက်ွယ်အကြီးတစ်ခုကိုဘီဘင်းကတောင်းအောင်လွှမ်းဆွတဲ့အနေနဲ့ကျင်းပလေးရှိတဲ့အကြောင်းဗီနူဝါဂျီကိုရှင်းပြနေပါရီတရမှာတော့မနူစာရဲ့ဖခင်ကြီးဦးမဖမရသားရဲ့ကလမတ်ခုကိုလှုပ်လာခဲ့ပြီးသူပြောသလိုမလုပ်ရင်ဒီဗီရိုးကိုတက်ပြစ်မှာဖြစ်တဲ့အကြောင်းပေါ်တင်းစော်ကားလာခဲ့ပါရီဒီဗီကတော့တရအစီအစဉ်ကိုလက်မခံနိုင်တဲ့အကြောင်းပွင့်ပွင့်လင်းလင်းပဲညင်လိုက်ပါရီသူရဲ့အဖေကိုစော်ကားရကောင်းလားဆိုပြီးစိတ်တူသွားတဲ့ဂျီကတော့ထွက်သွားတဲ့ဦးမရဲ့တပည့်တွေကိုလိုက်ပြီးတော့တီးပါရီ ဂျီရဲ့ကန်ချက်တွေထိုးချက်တွေနဲ့အတူအူမရဲ့တပည့်တွေအလူးလဲကိုခံနေခဲ့ရပြီးနောက်ဆုံးကျန်ခဲ့တဲ့တပည့်တယောက်ကိုတော့လွှတ်ပြီးကဒီဘေးကိုထိချင်းသူ့ရဲ့သားကိုအရင်ဆုံးကြော်ဖြတ်ဖို့အတွက်သတင်းပေးခံလိုက်ပါရင်ဂျီနဲ့အချန်သူနေရဲ့သူ့ရဲ့ဦးလေးကလည်းအခုလိုမျိုးဂျီရဲ့ကျွေးကျင်တဲ့တက်ခိုက်မှုတွေကိုရှိကျူးနေခဲ့ပြီးနောက်ဆုံးတော့ရွာကိုကောက်ွယ်နိုင်မဲ့လူပေါ်လာတဲ့အကြောင်းပြောပြနေခဲ့ပါရီတဖက်ကဦးမရဲ့ညီကိုတော့ဂျီရဲ့လက်ချက်နဲ့ခံရတဲ့တပည့်တွေကဂျီကအတော်လေးကိုတန်မာတဲ့လူဖြစ်ကြောင်းနဲ့အတူသူတို့လည်းအရန်ကိုကြောက်လန့်နေရတဲ့အကြောင်းပြောပြနေခဲ့ပါရီ ဘီနူကတော့ဂျီကိုတစ်ဖက်သက်သဘောကျနေခဲ့ပြီးဂျီစိတ်ကူထားတဲ့မင်းကလေးကဘယ်လိုမျိုးပုံစံလဲလို့မေးနေခဲ့ပါရီဂျီကတော့အရက်ချစ်ချစ်ပညာသက်မင်းကလေးလို့ပြန်ပြီးတော့ပြောလာခဲ့ပြီးရဲ့နောက်မှာဘီနူတယောက်အပိုင်းတင်းနဲ့စသိမ်းသွားခဲ့ပါရီဒါပေမဲ့သူမနဲ့အတူရှိနေတဲ့အချိန်တွေကများလာတော့ဂျီအနေနဲ့အပြန်အလှန်မြင်တာတွေတဝင်လာခဲ့ပါရီဂျီနီရဲ့ဟိုတယ်ကိုလေပူနာနဲ့သူ့ရဲ့တပည့်တွေကရောက်လာခဲ့ပြီးဂျီအလာကိုထိုင်ဆောင်နေခဲ့ကြပါပြီမင်းသူတို့ခေါ်လာတဲ့လူတွေကဂျီလက်ချက်နဲ့မှောက်ကုန်လို့နှစ်ယောက်လုံးလည်းပြန်ပြီးတော့ပြေးလာခဲ့ရပါရီ ဒီရဲ့ကိစ္စကိုတော့ပူနာရဲ့အုံငယ်ကမယောဂျီနာဖြစ်နေသလိုဂျီကလူတယောက်မှဟောက်ရလာလို့ပြန်ပြီးတော့မင်းနေခဲ့ပါတယ်။ဖီနူကတော့ဂျီရဲ့အမေကိုတူမဂျီကိုရှင်းမနေတဲ့အကြောင်းပွပွင့်လင်းလင်းပဲဝန်ခံခဲ့ပါတယ်။ဒီလိုနဲ့ရန်နေငယ်ကြပြီးရဲ့နောက်မှာတော့ဖီနူအထွတ်မင်္ဂလာကိစ္စအစီအစဉ်ပေးနေခဲ့ကြပြီးတစ်ဖက်ကသူတို့သားကတော့အမေရိကန်ပြန်တတိတယောက်ဖြစ်နေရမလို့တူမရဲ့မိဘတွေကတော့တဘောကြနေခဲ့ပါတယ်။ဂျီကတော့တူမအနေနဲ့ရှင်းသားရဲ့လူနဲ့လက်ထက်ရလဲပြောနိုင်မှာမဟုတ်တဲ့အကြောင်းနဲ့အတူတူမကိုပျော်ရွှင်အောင်ထားပေးနိုင်တဲ့လူသားလေးတူမရဲ့ဘဝမှာလိုအပ်တဲ့အကြောင်းဝင်ပြီးတော့ပြောပြလိုက်ပါတယ်။ ဒါအပြင်လေသူကိုယ်တိုင်ဗီနိုကိုလက်ထပ်ခွင့်တောင်းလိုက်တဲ့အပြင်အားလုံးကလည်းတဘောတူပြီးတော့လက်ခံခဲ့ကြပါရီဒီရက်ခါဂျီရဲ့အမေရလေးရောက်လာပြီးဗီကိုသူမအနေနဲ့ဘရောမထားမသွားကြအောင်ပြောလိုက်တဲ့အပြင်ဂျီရဲ့မင်္ဂလာပွဲကိုစီစဉ်ဖို့အတွက်တိုင်ပင်နေခဲ့ပါရီဒီရက်နေ့ကဂျီရိုမင်္ဂလာပွဲမှန်တီးရဲ့တစ်ဖက်ကဦးမရဲ့ညီငယ်ဆုံးကတော့ပွဲကိုဖျက်ဖို့အတွက်အစီအစဉ်နေခဲ့ပါရီပွဲရဲ့အတွင်းကိုတော့ရဲမှုတယောက်ကရောက်လာခဲ့ပြီးဒီဗီအနေနဲ့ရံပွဲတွေကိုတတ်ထားတဲ့ကြားကနေဆက်လက်ဖြစ်ပွားနေတဲ့အကြောင်းရင်းအမှန်ကဂျီကြောင့်ပဲလို့သတင်းတွေလာပြီးတော့ပေးနေခဲ့ပါရီ ခဏကြာမှာတော့ဦးမရဲ့ညီအငယ်ဆုံးကလာရောက်ပြီးတော့တိုက်ခိုက်တဲ့အခါမှာတော့ဂျေးလေသူ့ရဲ့မိခင်အရှိမရန်သူတွေကိုရရက်ဆက်ဆက်နဲ့တပြက်လိုက်ပါရီဂျေးအင်းနဲ့ပွဲကိုဖျက်လို့စိတ်တော်ရတကြောင်အရင်ကလေးကတီးရှင်းနေရတကြောင်နဲ့တယောက်ပြီးတယောက်တိုက်လန့်ပြီးတော့တပြက်ခဲ့ပါရီမင်္ဂလာပွဲအတွင်းမှာပဲလူတွေကတင်နေကြပြီးဂျေးရဲ့မိခင်ကိုလည်းတစုံတယောက်ကဓာတ်နဲ့ထိုးသွားလိုက်ပါရီဒါပေမဲ့သူသားတယောက်နတ်ဆိုးဝင်ပူးသလိုလူသက်နေရဲ့မြင်ကွေးကိုငေးကြည့်ရင်ဂျေးတယောက်ဦးမရဲ့ညီအငယ်ဆုံးကိုတပ်ပြီးရတဲ့တပြိုင်နက်သူမကလည်းဒေဆုံသွားခဲ့ပါရီ ။ဒီရဲ့ကိစ္စကြောင့်ဒေါ်လာထွန်းနေရဲ့ဂျီကလေအမေကိုတက်ရကောင်းလားဆိုပြီးလူစုကအိုမာရိုရဲ့သမီးသားစုလုံးပြန်ပြီးတော့တက်ဖို့အတွက်ထွက်သွားမယ့်အကြမ်းမှာဒီဗီယာဂျီကိုပိုက်ရိုက်ပြီးတော့လွတ်လိုက်ပါ ರಿ ။ဒါလို့နဲ့သူ့ရဲ့ဇနီးကိုဆုံးရှုံးရတာဟာဂျီရဲ့စိတ်မထိန်နိုင်မှုတွေကြောင့်ဖြစ်ပြီးဂျီကိုငွေဖွာပေးတာကသူ့ရဲ့အဖြစ်ဖြစ်တဲ့အကြောင်းပြောကမောင်းထောက်လိုက်ပါ ರಿ ။ဂျီလေအဲ့ဒီရဲ့အချိန်မှာသတိဝင်လာပြီးဘခင်ထံကနေထွက်သွားခဲ့ပါ ರಿ ။ဂျီထွက်သွားပြီးရဲ့နော် ဦးလီနဲ့ညီအစ်ကိုတစင်တိုက်ပွဲတွေဟာဆက်လက်ပြီးတော့ဖြစ်ပေါ်နေရကြောင်းဂျီလေတူဆောက်ခဲ့တဲ့ဇလံကိုပြန်ပြီးတော့အဆုံးသတ်ဖို့အတွက်ဒီရဲရွာကိုလာတာဖြစ်တဲ့အကြောင်းမနူစာကိုရှင်းပြလိုက်ပါရီမနူစာကတော့ဒါဆိုရင်တည်ရဲနေရာနေအမြန်ဆုံးပြေးဖို့အတွက်အကြံတွေပေးနေခဲ့ပါရီမနူစာနဲ့စကားပြောပြီးအပြန်လာမှာတော့အူမာကသူ့ရဲ့သမီးနဲ့ဂျီကိုလက်ထပ်ပေးခြင်းတဲ့အကြောင်းဝမ်းသာအားရလာပြီးတော့ပြောနေခဲ့ပါရီဘာမှမသိတဲ့ဘရာဒူကိုလေသူဟာအူမာရဲ့ရန်သူဒီဗင်ရဲ့သားပဲလို့ဂျီကပြောပြလိုက်ပါရီတည့်ရမှာတော့ဂျီကဦးငယ်ကိုနေရာတစ်ခုကိုချိန်ဆလိုက်ပါရီ ။အိုကင်ကတော့ဘွားကိုခက်ပေါ့ပေါ့ဖျက်တမ်းနေရဲ့ဂျေကိုသူ့ရဲ့သူမနဲ့တိတ်ပြီးတော့တဘောမတူနိုင်ကြောင်းနဲ့အတူဂျေဟာယောက်ျားတယောက်စစ်မှန်ကြောင်းတက်တီပြခိုင်းလိုက်ပါရင်ဂျေကလေတကယ်တက်တီရှိရဲ့ယောက်ျားဟာတက်ခိုင်းနိုင်တဲ့လူကိုပြောတာမဟုတ်ပဲရန်သူတယောက်နဲ့မိတ်ဆွေဖွဲ့နိုင်တဲ့လူအပဲတက်တီရှိရဲ့ယောက်ျားတယောက်လို့ပြန်ပြီးတော့ပြောလိုက်ပါရင်။အိုကင်ကတော့အရင်ဆုံးသူပြောတဲ့ယောက်ျားတယောက်စစ်မှန်ကြောင်းတက်တီပြခိုင်းပြီးသူ့ရဲ့တပည့်ဝင်နဲ့တက်ခိုက်ခိုင်းလိုက်ပါရင်ဒီရခါကြီးကတူးစီကိုလာနေတဲ့လူတွေအားလုံးကိုလေးပေါ်လွင့်စင်သွားစီမဲ့ထိုးချက်တွေကန်ချက်တွေအသုံးပြုကပြန်လဲပြီးတော့တိုက်ခိုက်ပြလိုက်ပါရီ ဂျေးရဲ့တခိုက်ယူတဘောကြသွားတဲ့ဦးငယ်ရလေသူ့ရဲ့သူမနဲ့တဘောသူရဲ့အပြင်ဒီဘင်းကိုတတ်တဲ့နေရာမှာကုညီပေးရမယ်လို့ကလန်လာခဲ့ပါရီမပြောင်းလဲနိုင်တဲ့ဦးငယ်ကိုတော့ဂျေးတယောက်အတော်လေးကိုစေတူသွားရပြီးသူဟာဒီဘင်းရဲ့သားဖြစ်ကြောင်းတဲပဲပြောလိုက်ပါရီဒီရဲ့အခါဦးငယ်ကအတော်လေးကိုတောင်းလို့သွားခဲ့ပြီးဦးမကိုတွားရောက်ပြီးတော့တန်ကြားကရှိသမျှလူတွေအကုန်လုံးကိုစုပြီးတော့ဂျေးကိုတတ်ခိုက်ခဲ့ပါရီဒါပေမဲ့ဂျေးရဲ့ခွန်အားကိုတော့ဘယ်သူမှရှင်းနိုင်စရာအကြောင်းမရှိရမလို့သူ့ရဲ့တပည့်တွေပဲတယောက်ပြီးတယောက်သေဆုံးသွားခဲ့ရပါရီအဲ့ဒီအချိန်မှာဒီဘေးတို့ကပါရောက်လာခဲ့ပြီး ဂျင်ကဦးငယ်ကိုသူ့ရဲ့မိခင်ကိုဒီရက်မိသားစုကတက်ခဲ့ပြီးမင်း तू ကအညိုမထားပဲဒီရက်မိသားစုကိုမြေသားတွေပြီးခဲ့တဲ့အကြောင်းပြောရင်းနဲ့ထိုးချိန်နေခဲ့ပါလေမမကြသေးရဲ့ဦးငယ်ရောဦးမကိုရိုင်းကဂျီတာဦးငယ်ကိုတတ်ဖို့လာခဲ့ရင်အရင်ကတည်းကကဲပြီးမှမဟုတ်တဲ့အကြောင်းပြောပြနေခဲ့ပါလေအနည်း20လလုံးဒုက္ခိတာဖြစ်နေတဲ့သူ့ရဲ့အဖေအားပါထားလာခဲ့ပြီးဂျီကြောင့်သူတို့ကပျော်ရွှင်ရသလိုအရင်လိုသွေးတွေပဲစွန့်နှင်းနေတဲ့အိမ်မဟုတ်တော့တဲ့အကြောင်းထားပြီးတော့ပြောခဲ့ပါလေဒီရက်ခါမှာတော့ဦးငယ်တယောက်မန်ကြသွားခဲ့ပြီးဂျီကိုဖက်လိုက်ပါလေ ဒီဗီကတော့သူတို့မလုံနိုင်တဲ့ကိစ္စကိုဂျေးကလုပြနိုင်ခဲ့လို့ကြီးစိုးတင်တဲ့စကားပြောလိုက်ကဘိုးစင်ပေါင်ဆက်မသိလာခဲ့တဲ့ယော်နီယာကတော့အခုချိန်မှာပြန်လည်ပြီးတော့တင်းမြတ်သွားခဲ့ပါရင်တစ်ဖက်မှာတော့မျော်နေရသူဗီနူစီကိုဂျေးတယောက်ရပ်သွားခဲ့ပြီးသူတို့နှစ်ယောက်လည်းပျော်ရွှင်စွာနဲ့ပေါင်ဖက်သွားကြပါရင်ဒီရဲ့စကားလေးကတော့မြင့်တာတရားရဲ့အင်အားကဘလောက်ထိကြီးမားတဲ့အကြောင်းကိုမိမောင်ထိုးပြီးတော့ပြသွားခဲ့တာပဲဖြစ်ကြောင်းပြောရင်ကျွန်တော်ရဲ့ recap season လေးကိုလေဒီရဲ့နေရာမှာပဲအဆုံးသတ်လိုက်ပါရင်အဆုံးနေ့ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်နေ့မှလည်းကျွန်တော်ရဲ့ channel ကနေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အိန္ဒိယဇာတ်လမ်းကောင်းတွေကိုအမြင့်မပြတ်တင်ဆက်ပေးမှာမလို့ like and subscribe လေးလောက်ထားပေးဖို့အတွက်ပြောချင်ပါသေးတယ်။နောက်ထပ် video တွေမှာ ပြန်တွေ့ကြမယ်နော်။